မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ခွင့်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်ဘုလို့နော် ယေရှုတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီထဲမှာမိဘပြောလို့တော့မဟုတ်ဘူး။အကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့။မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ပဲစိတ်ကတ္တအောင်လမ်းညွန်ပြသတဲ့ပုဂ္ဂိုလ်တဲ့။အဲ့ဒီပုဂ္ဂိုလ်ဟာယေရှုရှင်နေထဲမှာတော့ကြီးမားတဲ့ယေရှုရှင်တစ်ခုပဲ။ ူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူတို့ပြောအကယ်၍ကိုယ်ခွင့်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မင်္ဂန်နဲ့ကိုယ်ခွင့်မှုမင်္ဂန်နဲ့လမ်းကြောင်းမဟုတ်ဘူးတင်ပေးလိုက်လို့ဖះကိုကြီးညိုတတ်လာတယ်တရားကိုကြီးညိုတတ်လာတယ်တန်ခါကိုကြီးညိုတတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရသော်ဗျာဟောတဲ့အတိုင်းရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိဂမိတ္တန္တိအပါယဘူမိန် ဘုရားတရားတန်ခါကိုယ့်ရဲ့စိတ်ကတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးလို့များစွာကဲအပယ်ကနေကဲတင်ပေးရမကြပါဘူးလားမိဘကအပယ်ဟာကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတာပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရတယ်မိဘတိုင်းတော့မရဘူးเนาะမိဘတိုင်းတော့မရမိဘကမိဘကိုယ်တိုင်းကိုယ်က ီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတယ်ပေါ့နော်အဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကိုကိုယ်ကိုစိတ်ကတ္တအောင်လမ်းညွန်ပြတတ်ပေးလို့သူ့ရဲ့ခြေစူးတရားကြောင့်တရဏဂုံတီတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံ တီသူဆိုတဲ့ပုဂ္ဂိုလ်ဘုံမှာသူဟာတရဏဂုံတီအောင် လုပ်ပေးတဲ့ဆရာဟာ နော်လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေးဇူးရှင်တူပဲဖြစ်တယ်ဟောဒီတိုင်းမိဘမပါဘူးနော်ဒါမြတ်စွာဘုရားဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားပြီဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဘုရားကို စိတ်ကတဲ့တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတဲ့အဲ့ဒီဘုရားတရားတန်ခါ ြည်ညိုခြင်းကြောင့်ရလာလို့သိလာတဲ့အသိဉာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကလွတ်ယုံနေမကဘူးနောက်ဆုံးမှတန်တရာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထီအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူ့ဖို့အဲ့တော့အတိအသည့်လူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အကိုစဉ်းစား ငါဟာဘသူကြောင့်ဖရာတရားတန်ခါယရဏသုံးပါးဆိုတဲ့ကြည်ညိုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြည်ညိုကိုးကွယ်တာလဲလို့ဆိုတာကြည့်လိုက်လို့ရှင်အဲ့ဒါလို့ကြည်ညိုကိုးကွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတွေကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ခြင်းဖြစ်မယ်မိတ်ဆွေရင်လည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်ဖြစ်တရဏဂုံတီအောင် သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တယ်ဘုရားဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲဒီလိုသတ်မှတ်ခိုင်းတာမြတ်စွာဘုရားเนาะဒါကတူဦးနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဘုရားတရားတန်ခါယရဏ၃ဘာ၉ဝက်စိတ်ကပ်ရုံမြတ်မကဘူးနောက်တစ်ခါ တဲရေးကြီးတာလဲလဲဆိင် အမှန်တရားကိုသိဖို့အရေးကြီးတယ်။ဘုရားတရားကိုယ်ဝယ်ဘုရားတရားတန်ခါယရနာကိုကိုယ်ဝယ်ရှိကတ်တယ်ဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်။သို့သောအမှန်တရားကိုသိမှလမ်းမချုံမှာဖြစ်တယ်ပေါ့။ကြည့်ဒီဘုရားတရားတန်ခါတော့ကိုယ်ဝယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံစံကြီးအများကြီးရှိတယ်။အဲ့လိုလမ်းမချော်အောင်အမှန်တရားကိုသိ အမှန်တရားဆိုဒီမှာသစ္စာ၄ပါးကိုပြောတာဒီနေရာမှာသစ္စာ၄ပါးဆိုတဲ့အမှန်တရားကို မသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရား ကိုယ်တိုင်ကနေပြီးတော့ရန်တော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီသစ္စာ၄ပါးကို မသိလို့တဲ့ငါရောတင်တို့ရောတဏှာထဲမှာရှင်းလေခဲ့ရတဲ့ဘဝတွေမြောင်များလာပြီး အနမတကတဏှာတခွင်မှာ ဟောဒီသစ္စာ၄ပါးကို မသိလို့တို့တွေကတဏှာလဲလာခဲ့ရပြီလို့ရသော်ဘုရားကဒီလိုဟောစတုံဏအရိယသစ္စာဏယထာဘူတံအထတနာသစ္စာ၄ပါးကိုအမှန်မမြင်လို့တင်တို့ရောငါရောတဏှာထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံရတယ်